အလုံးမဲမင်္ဂလာပါရှင် Audio Polite Pi Pie Emo Sore Page လေးကနေပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါတယ်။ဒီနေ့လေးမှာတော့ဆရာဒုက္ခကျော်ရှိသားမျှဝေထားတယ်။ကြောင်းလေးတက်တဲ့တဘာဝကိုလက်ခံထားပါဆိုတဲ့စောင်းပါလိကိုဖတ်ပြပေးကြပါလိမ့်ရှင်။စောင်းပါလိရဲ့အစမှာကျွန်တော်တို့တွေဟာပုံမှန်တိုင်းဖြစ်နေတဲ့အရာတွေကိုသဘောကျတတ်ကြပါတယ်တဲ့။နေ့စဉ်လုပ်နေကြအလုပ်တွေ၊သွားနေကြလမ်းတွေ၊တွေ့နေကြလူတွေနဲ့ရင်းနှီးနေတဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ကိုလုံခြုံသလိုခံစားရစေလိုပါပဲ။ အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့ကိုကထင်းချုပ်ထားနိုင်တယ်လို့ထင်မှတ်စေတာလည်းပါပါလိမ့်မယ်။ဒါပေမဲ့လောကကြီးရဲ့အမှန်တရားကအဲ့လိုမဟုတ်ပါဘူးတဲ့။လောကရဲ့တခုတည်းသောမြဲတဲ့အရာဟာမမြဲခြင်းတရားပဲဖြစ်ပါတယ်တဲ့။အရာအလုံးဟာအချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ဒီအမှန်တရားကိုလက်မခံနိုင်တဲ့အခါကျွန်တော်တို့တွေဟာစိတ်ဆင်းရဲရပါတော့တယ်။ဥမာလေးတွေကြည်ကြည်ကြာရအောင်ပါကိုရန်ခင်တဲ့တငယ်ချင်းတယောက်နဲ့အဆက်အသွယ်ပြတ်သွားတယ်အလုတ်တစ်ခုမှပြောနေတော့ယာရီပြောင်းရတယ်ဒါမှမဟုတ်အလုတ်ထွက်လိုက်ရတယ် ကိုရန်တံမိုးထားတဲ့ပစ္စည်းတစ်ခုပျက်စီးသွားတယ်။ကိုရဲ့ရုပ်ရည်သွင်ပြင်ကအသက်ရွယ်လိုက်ပြောင်းလဲလာတယ်။နေသားချနေတဲ့ပတ်ဝန်းကျင်ကိုစွန်ခွာပြီးနေရာအသစ်ကိုပြောင်းရွှေ့ရတယ်။ဒီလိုပြောင်းလဲတွေကြုံလာရတဲ့အခါကျွန်တော်တို့တွေစိတ်နှသက်မသာဖြစ်ကြပါဗါး။အရင်တုန်းကလူဖြစ်ချင်လိုက်တာဘာလို့ပြောင်းလဲသွားရတာလဲဆိုပြီးအတိတ်ကိုတန်တာတယ်အပြောင်းလဲကိုအပြစ်တင်နေအဲ့လိုလုပ်နေသမျှကာလာပတ်လုံးကျွန်တော်တို့တွေစိတ်သက်သာရရမှာမဟုတ်ပါဘူးတဲ့ ရေစီချောင်းကိုစံတက်ဖို့ကြိုးစားတဲ့သူဟာပင်ပန်းရတယ်လို့ပဲမလွဲတာမရှောင်တာတဲ့ပြောင်းလဲခြင်းတရားကိုစန့်ကျင်နေတဲ့သူဟာလည်းစိတ်ပင်ပန်းရမှာပါပဲတဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲစိတ်သက်သာဖို့နီလန်ရရှိရလားဆိုရင်ရှိပါတယ်အဲ့ဒါကတော့လက်ခံလိုက်ခြင်းနဲ့လိုက်ရောညှိထွေနေထိုင်ခြင်းပဲဖြစ်ပါတယ်တဲ့ပြောင်းလဲတာကိုမတားဆီးနိုင်ရင်အဲ့ဒီအပြောင်းလဲနဲ့အတူဘယ်လိုအကောင်းဆုံးရှင်သန်မလဲဆိုတာကိုပဲစဉ်းစားရတော့မှာပါတဲ့ နေရအသစ်ကိုပြောင်းရရင်ပုံဝင်းကျင်အသစ်နဲ့မိတ်ဆွေဖွဲ့ရပါမယ်။အလုံးအသစ်မှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်ကိုယ့်ရဲ့အရေးအသွေးကိုမြင်တင်ရပါမယ်။အသက်ကြီးလာတာကိုမတားဆီးနိုင်ရင်လည်းရင်ကျက်တည်ငြိမ်မှုနဲ့ဘဝအတွေ့အကြုံကိုတန်ဖိုးထားရပါမယ်တဲ့။ဒါကအရှုံးပေးခိုင်းတာလားလို့မေးစရာရှိပါတယ်။လုံးဝမဟုတ်ပါဘူးနော်။ကိုပြောင်းလဲလို့ရတဲ့အရာနဲ့မရတဲ့အရာကိုခွဲခြားသိမြင်ခိုင်းတာပါတဲ့ဥပမာမိုးရွာတာကိုကျွန်တော်တို့တားလို့မရဘူးလေနော်ဒါဟာသဘာဝတရားပါပဲ ဒါပေမဲ့မိုးရွာတဲ့ထီးဆောင်မလားအိမ်ထဲမှာပဲနေမလားဒါမှမဟုတ်မိုးရီတွေထွက်ပြီးပျော်ပျော်ရွှင်ရွှင်ရေချိုးမလားဆိုတာကတော့ကိုကိုတိုင်းရွေးချယ်ခွင့်ရှိပါသေးတယ်။ကိုရဲ့တုံ့ပြန်မှုတွေကိုကိုပိုင်မှသေးတယ်တဲ့။ဘဝမှာလည်းအဲ့ဒီလိုပါပဲတဲ့။ကြုံလာတဲ့အပြောင်းလဲတွေကိုတားလို့မရပါဘူးမဲ့။အဲ့ဒီပုံမှာကိုဘလို့တုံ့ပြန်မလဲဆိုတာကသာအရေးကြီးဆုံးဖြစ်ပါတယ်တဲ့။အပြောင်းလဲကိုချိန်စေရင်စိတ်ဆင်းရဲမလားဒါမှမဟုတ်သင်ခန်းစာယူပြီးရှေ့ဆက်မလားဆိုတာကတော့ကိုယ့်ရဲ့ရည်ချယ်မှုပါပဲတဲ့ ပြောင်းလဲတိုင်းမှာလည်းသူရဲ့လာတရားကိုစီရှိတတ်ပါတယ်တဲ့။နွေဦးရတီရောက်ဖို့ဆောင်းရတီကိုဖျက်ကျော်ရသလိုလက်ပြတကောင်ဖြစ်ဖို့ပိုတလုံးဘွားကိုဆွန့်လို့ရပါတယ်တဲ့။အဟောင်းတွေကမှအစ်စ်တွေရောက်လာနိုင်မှာပါ။ဒါကြောင့်အရာရာကိုကြစ်ကြစ်ပါအောင်စုံကိုင်မထားဘဲနဲ့စိတ်ကိုနည်းနည်းလေးဖြေလျှော့ကြည့်လိုက်ပါတဲ့။ပြောင်းလဲလာတာတွေကိုရင်ဖွင့်ကြိုးဆိုကြည့်လိုက်ပါ။ပြစ်စုံပန်တဲတဲမှနေပြီးကြုံလာတဲ့အရာကိုအကောင်းဆုံးတုံ့ပြန်မှုကြိုးစားလိုက်ပါတဲ့ အဲ့ဒီလိုလေးရှင်းတန်းနိုင်မယ်ဆိုရင်တော့အရာရာဟာမတည်ငြဲပြီမဲ့ကိုယ်စိတ်ထဲကတည်ငြဲအကြံမူကတော့ဘလို့အချိန်ဒီမှာမဆိုမြဲနေမှာဖြစ်တဲ့အကြာတိုက်တွန်းပြောကြားခြင်းမှာတယ်ဆိုပြီးဆရာရဲ့စာလေးကိုဒီညာလေးမှာပဲဆုံးသက်ထားပါရရှင်ဆရာရေးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒုက္ခကျော်ဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူ update ဖတ်ရှုလို့ရပါရရှင် ပြီးဆုံးတဲ့အထိနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆောင်ပါလိမ့်ဒီမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုနော်